ဟုတ်လေရေခဲချောင်းရသေးလားအေးရတယ်ဟာဘင်းတို့မတွေ့ရကြာရောဘယ်ရောက်နေရတို့အခုမှပြန်လာတာမကြသေးဘူးခုလေးတော်လွမ်းနေအခုချိန်ကြီးရေခဲမုံရောက်နေတော့မလားဩရောင်းရတော့ပါရေခဲမုံမရောက်နဲ့မစားမလဲဒါတောင်အခုကြည့်လိုက်ဦးမနေ့ကဆိုရင်မိုးတွေရွာလို့မိုးတွေမီးလို့မှအဲအရင်မရလို့အရင်စိုက်ရှင်းဖို့အတွက်မကြီးတိတက်ခူရတာဒါတာနဲ့ရေခဲမုံကိုစိုက်ရှင်းရတာဩရေခဲမုံတော့ဖိုးတော့စိုက်ရှင်းရတာစိုက်ရှင်းရတာဘယ်လိုနဲ့ရင်းပြုတ်လာလဲ ။အော်ရောင်းလို့မကုန်တော့အရင်ပြုတ်တာပါဒီမှာ။ရောင်းလို့မကုန်တော့အရင်ပြုတ်တာ။ဟင်းရင်ခဲဖို့တည်းလည်းဈေးများတယ်။ဒီကဘယ်အလုပ်ကသာတမျိုးတည်းပဲလုပ်တာနေမှာ။တမျိုးတည်းတော့မဟုတ်ဘူးပေါ့။ဟိုညနေစားဖို့ရောက်ဖို့လေးရအောင်တော့လက်ဖက်ဆိုင်မှာစပွဲတိုးလေးပကံဈေးလေးပါလေးဝင်လို့ရတာပေါ့။ဟောညနေကျရင်တော့လက်ဖက်ရည်ဆိုင်မှာပကံလေးရောက်စီသေးတယ်။ညစင်နာရီတိညစင်နာရီလောက်ထိပကံဈေးပါညာလို့မနေ့ကို9နိုင်9နိုင်အထိအဲ့လိုပကံဈေးစပွဲတိုးလို့ပေါ့။သူတို့ရှေ့ရည်တွေရှိသေးတယ်သူတို့ရှေ့ရည်တွေအတွက်ကြတော့ကိုက မိဘဆိုတော့တာဝန်ရှိတော့လုပ်ပေးရတာဗောအိမ်အောင်ကြတဲ့လူရှိရလဲအိမ်အောင်ကြတဲ့လူကလဲဟိုတစ်ခါကမူဆယ်တော့တာအဲ့မှာအဖေပဲဆံပေးပါအောင်ဆိုလို့ပေးလဲရတာပဲဒါမဲ့သူကတော့ပြန်တော့ပေးကိုမိဘဆိုတော့ခက်ခဲဖြစ်တော့မနေတာဘူးလေပေးရဗောအသမီးတွေအတွက်ရှာရတာဗောဟိုတာသမီးတွေကရှာမကျွေးဘူးလားရဲ့ဦးလေးရောမလူမရှာမကျွေးဘူးလူမလည်းပို့တာမရှိဘူးလူမပေးတာလည်းမရှိဘူးကိုကသာပေးနေရတာအခုတက်ကတူတက်တဲ့ဟာဆိုရင်ဒီနေ့နောက်ဆုံးနေ့လေးမနစ်ကဆိုရင်သူ မူဆယ်ဆိုသွားတာပတ်စံကမရဘူး။ဩကြောင်းနေဖို့ဆုခဲ့တယ်ဆုခဲ့တယ်ဆိုတော့လူကလူပဲတုံးဖြုံးပြီးပြန်လာတာဒီရောက်တော့ကြောင်းစဲကမိဘပဲပြီးရတာပဲလေ။သားသမီးတွေရှိတဲ့စိတ်ဆိုတော့လှုပ်ပြရတာပဲ။အခုလဲတခါလေသမီးညနေတနက်ပဲစားတယ်။မနေ့ကသမီးမစားဘဲနဲ့သူတို့အတွက်စုနေရတာပဲ။သားသမီးတို့ရှိတဲ့စိတ်နဲ့တော့ဖေကတော့ငတ်ခံပြီးတော့ရှာဖွေကြွေးရတာပါလေ။ မြင်ရတာစိတ်မကောင်းလေအများတန်းဟိုနေတော့ကနေလက်ဟိုဘက်ကနေတွားလာနေအများတန်းတွေ့နေအူလေးတော့အများတန်းတွေ့နေရဆိုတော့အများတန်းကြိုးစားနေရတွေ့ရဆိုတော့ဟိုပါပတ်စံ2သိန်းလောက်ဟိုပြန်လူထားလိုက်မယ်လင်းတော့အဆင်ပြေအောင်စားဖို့တောက်ဖို့ပေါ့လေနော်အေးဟိုဒီကလည်းဟိုအရင်လက်ပြုတ်ထားဆိုတော့မြင်ရတာစိတ်မကောင်းလေနော်ဒါလက်ခံနေပေးတယ်အရင်ပြုတ်တာတော့ဟိုတင်ကသူကဒါတော့ဟိုဖြစ်လို့ရှိရင်လည်းညီလေးမင်းဒီဥစ္စာကိုဟိုတဲ့ဟိုနည်းနည်းဟိုဖြစ်တဲ့လူဖြစ်လက်ပါဦးလေးကသမင်းစားတာကတော့ခုနစပွဲတို့လုတ်ပြီးမှစားမယ်ဒီကလေးရတဲ့ဟာလေးကိုစုပြီးတော့ကလေးတွေအတွက်ပဲ ူလေးဟွာလုတ်လိုက်တော့မယ်ဒါလေးလေးဟွာဖြူလို့ရှိရင်လည်းဒါလေးတစ်ခုတော့ပြန်ယူသွားလိုက်ဒါလေးတော့ယူထားလိုက်ယူထားလိုက်ယူထားလိုက်ရပါတယ်မဟုတ်ဘူးကိုယ့်ထဲဟွာကိုယ့်ထဲဟွာဖြူလို့ရှိရင်လည်းပြန်ပြီးတော့စွန့်လိုက်ပါနော်ရရယူထားယူထားလိုက်ပါယူယူထားလိုက်ပါကိုလေးလည်းဟွာညနေကြရင်ဟွာစပွဲထုတ်လို့ရနေပါနဲ့ဆိုကျွန်တော်အဆင်ပြေသွားရထင်တာ။အိုးစပွဲကျွန်တော်တတိယနေရာဟိုအောက်ပိုင်းရောက်သွားရင်လည်းဟွာငလင်းနေရေဘေးတွေလူနေစင်တော့အခုမှဒီအထပ်ပိုင်းမှာပြန်ရောက်လာလို့အခုလမ်းမှာတွေ့လို့ဟိုတနေ့တော့ကရောတွေ့တယ်ကျွန်တော်လူမယ်လူမယ်နဲ့အခဏခဏပဲဖြတ်ဖြတ်သွားတော့ အဲ့လိုနဲ့ပြန်မျက်နှာချင်းမဆုံမိလို့လေအဲဦးလေးမအခုကတော့ဘယ်တော့မှလူများလှုပ်ဆိုရင်ရောလူများခိုင်းတာတော့ငါတော့မလုပ်ဘူးငါကငါငါလုံးနဲ့ငါလုံးမယ်လို့အဲ့လိုဆုံးပြတာဒါအခုတော့လူများစားပြီးစားတော့ဆေးရတဲ့ဘဝကဦးလေးကရောက်နေရတာဟေးငါလူကြီးသားသမီးကတော့နားလည်မှာမဟုတ်ဘူးသူတို့ချစ်တဲ့စိတ်နဲ့ဩငါတို့ဖေကြိုးစားနေပါလားလို့ဒီလိုတွေးရင်တော့ကောင်းတာပေါ့ကွာတူရဦးလေးကတော့စိတ်ထဲမှာတော့မကောင်းဘူးပေါ့အခုအိမ်မှာတော့နေလို့မရဘူးညဆိုအဲ့လိုပွဲထိုးတွားလုပ်ပြီးမှအဲ့ဆိုင်မှာပဲအေးရတာ ဟောအိမ်မှာတော့အိမ်ပြန်အိမ်မရအောင်အေးအိမ်ပြန်အိမ်လို့မရဘူးလေဒီကဆိုင်ကလည်းဟောဖြစ်တဲ့ခါတော့အိမ်ပြန်ဖို့လည်းအချိန်မရှိတော့လေနိုင်ငံကြီးကလည်းမကောင်းတဲ့ခါတော့ပြန်ဖို့လာဖို့ကလည်းမလွယ်ဘူးလေအဲ့လိုကြောင့်မို့ပေါ့ဘာမှအမငယ်နဲ့လေတော့အေးအေးဘာကွယ်ခုလိုလဲလူပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့နော်ကျမ်းမာလို့လည်းချမ်းသာကြပါစေမိခသိန်းရခသိန်းအနေခသိန်းလည်းကင်းကျင်းကြပါစေစိတ်ချမ်းသာရင်ကိုကြီးကျောင်းမကြီးနဲ့လည်းပြည့်စုံကြပါစေကွာနော် ဟုတ်ကဲ့ပါပေးတဲ့စုနဲ့ပြေးပါစေအခုလေးကြတော့ပေါ့လေနော်နေပူမိုးရမချမှုလို့လုံနေရဆိုတော့အခင်တယောက်အနေနဲ့ပေါ့လေနော်တာသမီးတွေကိုချစ်တဲ့စိတ်နဲ့ပေါ့လေနော်မိဘတယောက်ရဲ့ချစ်ချင်းမေတ္တာဆိုတာဘလောက်ထိကြီးမားတယ်ဆိုတာတကယ်မြင်ရတာကျွန်တော်စိတ်ထဲမှာလည်းမကောင်းပါဘူးနော်အခုလိုခက်ခဲဖြစ်နေတဲ့အချိန်မှာအခုလိုကူညီလိုတမ်းပေးကြတဲ့ခင်ဗျာတာသမီးအလူရှင်တွေလည်းတမ်းပါပါစေချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော်အားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လည်းမြန်ဆုံးအေးချမ်းပျော်ရွှင်လာပါစေလို့ဆုတောင်းမေတ္တာပို့ပါတယ်နော် ပါမအမငယ်နေတော့ဦးလေအစင်ပြင်းပြန်လာမနော်အေးဟုတ်ပြီဟုတ်ပြီပါနေကျမရေကူးဆိုင်အောင်နော်အေးအေး